ရည်သိမ်းမလေးကတရားထုတ်တဲ့ခါကျတော့ဆယ်ရက်ကြော်ကြော်လောက်ကြာတော့အခါမှာသူရဲ့ပါးစပ်ထဲကနေပြီးအဖန်နေထွက်လာတယ်ထွက်လာတဲ့အတန်ကိုအနီးအနားမှာရှိတဲ့ယောဂီမျိုးသမီးတွေကဘာပြောမှမသိဘူးဒီခလေးမာရီတော့ယူပြီးခြင်းနဲ့ဆိုပြီးတော့ ဗုဒ္ဓသာသနာနောက်ကဖွဲ့ချောက်ရဲ့လူကြီးတွေကိုလာပြီးသတင်းပေးလူကြီးတွေကလည်းဥဆန်သိန်းခေါ်လာတဲ့ယသိမလေးဖြစ်နေတော့ဥဆန်သိန်းကိုလိုက်ရှာပြီးတော့လာပြီးတော့ယသိမလေးနဲ့တွေ့ပိတ်လိုက်တဲ့ခါကျတော့ဥဆန်သိန်းကပါဠိလိုတတ်တော့ယသိမလေးပဇာကမာစီဆရာတော်ဘုရားကိုတွေ့ရင်လည်းမာစီဆရာတော် ရီခေါ်သွားပေးပါဆိုလို့ပြောနေတာကိုသိတဲ့အတွက်ဥဆန်တိုင်းကရသေးမလေးကို မာစီဆရာတော်စီကိုဟိုခေါ်လာတယ်အတိချိန်မှာတော့ငါဆိုရင် မာစီဆရာတော်ကစောင်းသင်လူထားတယ်သက်သားเจ้าဆောင်မှာတရင်သုံးတရင်သုံးတော့ရသေးမလေးကနေပြီးတော့မာစီဆရာတော်ဖျားကိုဆရာတော်ဖျားနဲ့သူ တရားဆွေးနွေးခြင်းတယ်